ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်နဲ့ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ယောဂဝရဏဖြစ်လို့ဒုက္ခဝရဏတွေပြင်းပြင်းထန်ထန်ဖြစ်လာပြီဆိုလို့ရှိရင်သူတို့နှစ်ယောက်ဘာကွာလဲလို့မိကွန်းထုတ်တယ်။တော့ယန်းတော်တွေကမြတ်စွာဘုရားပဲဟောပြပါဆိုလို့မြတ်စွာဘုရားအေးတဲ့ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေယောဂဖြစ်ပြီးဝေဒနာပြင်းထန်နှိပ်စက်ပြီးဆိုလို့ရှိရင်ငါမှဖြစ်ရလိမ့်ခြင်းဆိုပြီးတော့စိတ်ထဲမှာဝန်းနေတယ်ကြည်ကွဲတယ်မကြည်မနှက်ဖြစ်တယ်ဒေါသဖြစ်တယ်ဒါကိုလက်ခံနိုင်မှုစိတ်ထဲမှာအကြီးအကျယ် ဒေါသနဲ့ပူရတယ်လောင်ရတယ်အဲ့ဒါဘာနဲ့တူလဲဆိုလို့ရှိရင်ပထမစုတစ်ချောင်းစုတယ်ခဏနေတော့အဲ့ဒီစုနာမှာပဲနောက်ထပ်စုတစ်ချောင်းထပ်ပြီးတော့စုသွားပြန်တယ်စုဘယ်နှချောင်းတော့နှချောင်းဟုတ်လားအဲ့ဒါမြတ်စွာဘုရားစုနှချောင်းစုတဲ့ပုံကိုအဲ့ဒီမှာနည်းနည်းလေးအသေးစိတ်လေးပြောတာစိတ်ဝင်စားစရာကောင်းတယ်အသိဉာဏ်နဲ့တဲ့ပုံကဒီလိုယောဂဖြစ်လာပြီဆိုလို့ရှိရင်ဒီဒုက္ခဝေဒနာရဲ့ပုံမှာသူကဒေါသနဲ့တုံ့ပြန်တဲ့အတွက်ကြောင့် တိကာနှုတ်တရားကိန်းတယ်ဒေါသဖြစ်တယ်အယုဒ္ဓတ်တွေထပ်ဖြစ်တယ်ပေါ့နော်တခါဒီဒုက္ခဝေဒနာဖြစ်လာတဲ့အခါမှာဒီဒုက္ခဝေဒနာကထွတ်မြောက်ရဖို့သူဟာကာမတုခကလွဲလို့ဘာမှမသိတဲ့အတွက်ကြောင့်ကာမတုခကိုလှမ်းပြီးတော့တန်တားလေတဲ့ဟောဒီစကားလေးကိုဘုံဘုံကကောင်းကောင်းနားလည်စေချင်တယ်ယောဂနှိမ့်ဆက်လို့ဒုက္ခဖြစ်ပြီးဆိုရင် तू ဘာတန်တားကာမတုခကိုလှမ်းတန်တားတယ်တစ်ချိန်လုံးက तू တက်တက်တာတာလေးနေခဲ့တယ် ကောင်းမမွန်မွန်မြင်ခဲ့တယ်ကြားခဲ့တယ်စားခဲ့တယ်တောက်ခဲ့တယ်အဲ့လိုလိုဖြစ်တဲ့ချမ်းသာမျိုးကာမတုခခေါ်တာ哦သူ့မှာဆိုလိုတာကဒုက္ခဝေဒနာကထွက်မြောက်ရဘူးကာမတုခကလွဲလို့တခြားသူ့မသိဘူးဆိုလိုတာကတရားချမ်းသာသူ့မှာမရှိဘူးတရားချမ်းသာနဲ့ပတ်သက်ပြီးတော့သူ့မှာအတွေ့အကြုံမရှိဘူးအဲ့ဒါကြောင့်မလို့ဒီဒုက္ခဖြစ်လာပြီဆိုရင်ဒုက္ခဝေဒနာကလွတ်မြောက်ရဘူးတရားချမ်းသာနဲ့အစာမထိုးနိုင်တဲ့အတွေ့အကြုံ နဂောကသူအတွေ့အကြုံရှိခဲ့ဘူးတဲ့ကာမတုခကိုပဲသူဘလို့တော့လှမ်းပြီးတော့တန်တာဟောဒီသဘောလေးသိချမ်းသာတာဟုတ်လားအတော့ဘာဖြစ်တော့ယာကနုတရားကိန်းနေတဲ့ယောဂခံစားနေရရင်တန်တာပြီးတော့ယာကဖြစ်တယ်နော်တခါဒီယောဂခံစားနေရနေမယ်တခါတခါဥပေက္ခဝေဒနာလေးတွေဖြစ်တယ်ဒီဝေဒနာကြောင့်ဘာမှမသိဘူးဘာကြောင့်ဖြစ်လဲဘလို့ချုပ်သွားလဲမသိဘူးตายာဝယ်လဲမသိဘူးအပြစ်လဲမသိဘူးထွံ့မြောက်ရလဲမသိဘူးအဲ့ဒီတော့ဘာဖြစ်တော့ဝိဇ္ဇာနုတရားကိန်းနေတယ်ဘာပြောတာတော့ အသိဉာဏ်နဲတဲ့ပုဂ္ဂိုလ်ဟာယောဂဖြစ်ပြီဆိုရင်လောဘဒေါသမောဟတွေနဲ့ပဲနှပန်းလုံးနေတာအဲဒါကြောင့်မလို့သူ့ရဲ့ဘဝအနေထားကရှိုးတဲ့ဘက်ကိုပဲဥတည်ပြီးတော့သွားနေတယ်တဲ့ဘဝတန်လျာကလွတ်မြောက်ဖို့မဖြစ်နိုင်ဘူးတဏှာမရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ယောဂဖြစ်လာတဲ့အခါမှာရင်ဆိုင်ပုံရင်ဆိုင်လေးစုနေချောင်းစုဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကျအဲ့လိုမဟုတ်တဟာလောကရဲ့သဘောတဟာခန္ဓာရဲ့သဘောဝလို့ သောတော်ရင်အစကျူတင်ပြီးတော့နားလည်မှုရှိထားတဲ့အတွက်ကြောင့်ဒီဒုက္ခဝေဒနာနဲ့တွေ့လာတဲ့အခါမှာနော်ဒေါသမဖြစ်အောင်သူထိန်းနိုင်တယ်တိန်နိုင်တယ်ဒုက္ခဝေဒနာကထွတ်မြောက်ရဖို့ကာမတုခလောက်တင် तू သိတာမဟုတ်တရားချမ်းသာကို तू သိတယ်ဒါကြောင့်တရားအသိနဲ့ तू ချမ်းချမ်းသာသာညင်ညင်အေးအေးနေနိုင်ဒီဝေဒနာတွေရဲ့အကြောင်းကိုလည်းကောင်းကောင်းသိတဲ့အတွက်ကြောင့်ယောဂဖြစ်လာတဲ့အခါမှာ तू လောဘဒေါသမောဟနဲ့နှမမလုံးရဘူးအေးစိတ်တည်နေနေညင်နေရတယ် ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ယောဂဖြစ်လာတဲ့အခါမှာရှုနှချောင်းရှုတဲ့လူလိုမဖြစ်အောင်ဘုံဘုံတို့ကကြိုတင်ပြီးတော့ပြင်ဆင်ရမယ်ပေါ့နော်နောက်တစ်ခုဘုံဘုံတို့ဗုဒ္ဓဘာသာတိုင်းဝိုင်းမှာအလွန်မှတွင်ကျယ်တဲ့အလွန်မှလူတည်များတဲ့အလွန်ဖိုးတန်တဲ့စကားတစ်ခုရှိအဲ့ဒါပါတော့ယောဂနဲ့ပတ်သက်ပြီးတော့ဖရာဟောထားတာလေကိုနာတော်လည်းပဲစိတ်မနာစေနဲ့ဆိုတဲ့စကားဟုတ်လားဒါကလေ့ကျင့်ထားမှဘုံဘုံတို့ မှန်မှန်ကန်ကန်သိအောင်လေ့လာထားမှစူးစမ်းထားမှသင်ယူထားမှအဲဒီသိတဲ့အသည့်ကိုလည်းပဲကျင်းဖန်များစွာ လင့်ကျက်ထားမှကိုနာလာတဲ့အချိန်မှာစိတ်မနာအောင်သူနေတတ်မှာဒီစကားလေးကနာကုလပိတာတကားကြီးကိုမြတ်စွာဘုရားဟောတာသိရနော်အလွန်အသက်ကြီးရှင်တဲ့ဒီတကားကြီးမြတ်စွာဘုရားကြီးရောက်တော့တပိတော့နောက်ဆုံးရရောက်နေပြီနောက်ထပ်မြတ်စွာဘုရားကိုတွေ့ဖို့မတေချာတော့ဘူးဒါကြောင့်မို့လို့တပိတော့အတွက်အရှိသဖြင့်အကျိုးရှိမဲ့တရားစကား မိတ်ကြတော်မူပါဆိုလို့မြတ်စွာဘုရားကအဲ့ဒီစကားတော်လေးကိုအမိတ်ရှိတာတခါကြီးခန္ဓာကိုယ်ကြီးကဒီတိုင်းပဲဥတလုံးလိုပဲအရေပါလေးနဲ့အုပ်ထတာဘာခိုင်မာမှုမှမရှိဘူးအမြဲတမ်းနာကျင်ခံခက်နေတဲ့သဘောရှိဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့များကိုယ့်ကိုယ်ကိုတခဏလောက်မြကောင်းတယ်လို့ထင်နေမယ်မှတ်ထင်နေမယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုကောင်းတယ်လို့မြန်ပြောမိမယ်ဆိုရင်ဒါမိုက်မဲခြင်းကလို့လို့တခြားအကြောင်းမရှိဘူးလို့ဟောတယ် တခဏမြတ်ကောင်းတယ်လို့ပြောခဲ့မယ်ဆိုရင်တော့ဒါမိုက်မဲလို့ပဲလို့ပြောတယ်။ဒီစကား။အဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဒီယုတ်ခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်တင်နေရမယ်။အဲ့လိုဟောတော့ तू အလွန်သဘောကျပြီးတော့အဲ့ဒါအပြန်ခီးမှရှင်သာရိပုတ္တရာဒီကိုဝင်တယ်။ဝင်တော့ရှင်သာရိပုတ္တရာကအော်မျက်နှာလည်းကြည်လိုက်တာမြတ်စွာဘုရားနော်တရားအမြတ်ရင်နဲ့သုံးလိုက်သုံးလောင်းလိုက်ပုံရတယ်ဆိုတော့ဟုတ်တယ်မြတ်စွာဘုရားဒီလိုဟောလိုက်တယ် ိုနာတော့လည်းပဲစိတ်မနာစေနဲ့လို့ဒီလိုကြည့်ရမယ်လို့ဟောလိုက်တယ်အဲ့လိုဆိုတကားကြီးမမေးခဲ့ဘူးလားဘယ်လိုပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတဲ့ပုဂ္ဂိုလ်လဲဘယ်လိုပုဂ္ဂိုလ်ဟာကိုယ်သာနာပြီးတော့စိတ်မနာတဲ့ပုဂ္ဂိုလ်လဲဒါကိုခွဲခွဲပြပြသိအောင်သင်မမေးခဲ့ဘူးလားဆိုဟာအဲ့လိုတော့ तू မမေးခဲ့ရအောင်အဲ့ဒါမထူးပါဘူးရှင်ဖရာပဲဟောပါအဲ့ဒီမှာရှင်သာရိပုတ္တရာပေးတယ်ကိုနာတော့လည်းပဲစိတ်မနာဘူးဘလို့နေမလဲဆိုတဲ့မိကုန်းရဲ့အဖြစ်ဒါမျိုးကိုတိတိကျကျမှတ်ရမယ်နော်အဲ့ဒါဘုန်းကြီးဘုန်းဘုန်းက လူရင်းလေးတွေပဲအနှစ်ချုပ်ပြီးတော့ဒီကနေ့ညတော့လူမမာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့နော်ခိလာနာတုတ်တန်တော်တော်များများအနှစ်ချုပ်ကလေးတွေရစုပြီးတော့များများပြောပြမယ်လို့ထင်တယ်နော်မကြမ်းမမာဖြစ်နေတဲ့လူတွေအိပ်ရာတွေကနေပြီးတော့နာယူတဲ့အခါမှာတိုက်ရိုက်အကျိုးရှိသိခြင်းနဲ့စေတနာပေါ့ဟုတ်လားအခုရှင်သာရိပုတ္တရာပါတော့ကိုနာတော်လည်းပဲစိတ်မနာအောင်ဘလို့နေမတော့ဒီနီလန်းလေးကိုပေးတာဘလို့ပေးလဲဆိုတော့ ဒီယုတ်ဝေဒနာသင်္ကြန်သင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးတဘာဝတရား၅ခုအစုဝေးကြီး၅ခုဒါရဲ့ပုံမှာဒါဟာငါပဲဒါဟာငါဥစ္စာပဲလို့မှမှယဉ်ယဉ်ဆွဲလက်မှတ်တင်ပဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ပဲတဲ့ယောဂဝေဒနာဖြစ်လာတဲ့အချိန်မှာဒီယုတ်ဝေဒနာသင်္ကြန်သင်္ခါရဝိညာဉ်ဆိုတဲ့ဒီတဘာဝတရားကြီးဒီအစုဝေးကြီးကိုဒါဟာငါမဟုတ်ဘူးဒါဟာငါဥစ္စာမဟုတ်ဘူးလို့ မမကန်ကန်သိမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာကိုနာတော်လည်းပဲစိတ်မနာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အဲ့လိုဟောတာဒါလူရင်းလေးကိုဘုံဘုံပြောတာဟုတ်လားဒါကြောင့်ဘုံဘုံတို့ရဲ့စိတ်ထဲမှာယောဂဝေဒနာနှိမ့်ဆက်လို့ဒုက္ခဝေဒနာခံစားရပြီဆိုရင်ဒီဒေသနာလေးကိုဘုံဘုံတို့အမှတ်ရပြီးတော့လိုက်နာနိုင်အောင်ကြိုတင်ပြီးတော့လေ့ကျင့်ထားရမယ်ဒီအတွေ့အကြုံတွေတကယ်တမ်းဘဝဆိုတာအတွေ့အကြုံပဲလေကောင်းတာပဲဖြစ်ဖြစ်ရှိုးတာပဲဖြစ်ဖြစ်မြင်နေရတဲ့ကြားနေရတဲ့ခံစားနေရတဲ့ဟုတ်လား အဲ့ဒီအတွေ့အကြုံတွေကဘာရောငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဒါသဘာဝတရားပဲဒီအမြင်ကိုရှင်းအောင်ဘုံဘုံတို့ကကြိုတင်ပြီးတော့မလုပ်ထားရမှာတော့လေ့ကျင့်ထားရမယ်အဲ့လိုမလေ့ကျင့်ဘဲနဲ့အဟံရူပံမမရူပံရုပ်စုဝေယောဒီယုတ်ကြီးဟာငါပဲဒီယုတ်ကြီးဟာငါဟာပဲလို့ထင်မဲ့ရှင်တော့အဲ့ဒါကိုနာရတဲ့အထဲစိတ်နာမှုပါထပ်ပြီးတော့ဆောင်းသွားတယ်ပေါ့ဟုတ်လားအဲ့လိုပဲဝေဒနာကိုလည်းပဲနော်အဟံဝေဒနာမမဝေဒနာဟောဒီစကလုံးလေးတုံးနေရှင်သာလေးပုတ်တာလား ခံစားမှုဟာငါပဲခံစားမှုဟာငါဥစ္စာပဲဒါဆိုရင်တော့စိတ်ပါနာမှာเนาะအဲ့ဒီလိုမျိုးကိုးနာပြီးတော့စိတ်မနာအောင်ဖြစ်နေတဲ့တဘာဝတရားတွေကိုတဘာဝတရားမျှလာဖြစ်တယ်ဒါဟာငါမဟုတ်ဘူးဒါဟာငါဥစ္စာမဟုတ်ဘူးလို့ဒီအမှန်တရားကိုစောတော်တွေကစပြီးတော့အမြင်ရှင်းတဲ့ရှင်းအောင်ဘုံဘုံတို့ဘယ်လိုထားဖို့လို့တော့လက်ကျင့်ဖို့လို့လေ